မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA တိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်အမ်းမြို့ကိုစစ်ကောင်စီရဲ့စစ်ကြောင်းများဟာတရုတ်တန်းငွေပိုက်လိုင်းကိုအကာအကွယ်ယူပြီးတော့ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်အားနဲ့လက်နက်ခဲယမ်းအများပြားပါတယ်စစ်ကောင်စီရဲ့စစ်ကားအစီးရေ20ကျော်ဟာ ဒီသမားလာရှိရနေကမကွေးတိုင်းဗရန်မြောက်ဘက်ကနေကံမြင့်ကဂိတ်ကိုသွားပြီးတော့အဲ့ဒီကမ်းမှာတဆက်အမ်းမြို့ကိုချင်းလင်းစစ်ကြောင်းထိုးပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုဥတီလာတယ်လို့သိရပါဗျ။သတင်းရမယ့်တအုပ်ကသူတို့ကတဆင်မိတဆင်သွားတာချင်းလင်းစစ်ကြောင်းကတရုတ်ဒန်းွေပိုက်လိုင်းစီမံကိန်းဘက်ကသွားကြတယ်။လန်ခီးမှာအေအေကလာတိုက်မှာကြောက်လို့ပိုက်လိုင်းကိုအကာအကွယ်ယူထားတယ်။လက်နက်ခဲယမ်းတွေကတော့ကားအသေးတွေနဲ့ပါတယ်လို့ပြောဆိုထားပါဗျ။အသေးအတန်ခုခံနေတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုအင်အားဖြည့်တင်းရန်အတွက်ဒီသမားလာ၉ရက်နေမနက်ပိုင်းမှာလဲ အမ်းချောင်းအရှိတ်ဘက်ကိုစစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်ပြီးတော့စစ်ကူပေးခြင်းနဲ့ rocket ဒုံးများနဲ့ပစ်ကူကစစ်ရဟတ်ရင်များကနေတဆင့်အင်အားဖြည့်တင်းပေးခဲ့တယ်လို့သိရပါတယ်။သူတို့ကကုန်းချောင်းနဲ့ရောလေချောင်းနဲ့ပါအင်အားတွေဖြည့်နေတာ ကိုရက်နေမနက်ကသူတို့ဘုံကျဲပြီး rocket တွေနဲ့လည်းပြစ်တယ်လူချလို့ရအောင်လို့ jet fighter နှစ်စီးကလည်းဝဲနေတယ်ပြီးမှရဟတ်ရင်ကနေတစ်ဆင့်စစ်ရင်အားတွေချပင်းနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီဘက်ကနပါခထဲမှာအကြအဆုံးတွေများနေပြီးတော့ jet fighter wild craft လေယာဉ်များကိုအသုံးပြုပြီးတော့တိုက်ပွဲပြင်းထန်နေတယ်နပါခဝင်းကျင်ကိုဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်အမ်းမြို့နယ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခြံဝင်းတစ်ခုကလွဲပြီးတော့တိုက်ရင်များဌာနဆိုင်ရာရုံးများနဲ့ အန်လေစိတ်တို့ကိုအပိတသိမ့်ပိုက်ထားတယ်လို့အရခတ်တတော် AA ကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ AA သိမ့်ပိုက်ရန်တခုတည်းကြံရှိနေတယ်။နပခခြံဝင်းထဲမှာဒေသခံအယက်သားပြည်သူများကိုစစ်ကောင်စီကဒဇာခံအဖြစ်နဲ့ဖမ်းဆီးထားကြောင်းနဲ့ဒေသခံအယက်သားများကို AA ကကယ်ထုတ်နေရတယ်လို့သိရပါဗျ။ မဘခခြံဝင်းထဲမှာရှိနေတဲ့စစ်ကောင်းစီတပ်သားများကိုအရခတက်တော် AA ကလော့စပီကာများနဲ့အော်ပြောပြီးလက်နက်ချခိုင်းထားကြောင်းနဲ့လက်နက်မချတဲ့သူတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။အမ်းမြို့သိမ်းတိုက်ပွဲမှာအရခတက်တော် AA ထံကိုစစ်ကောင်းစီတပ်သားများနဲ့အတူတပ်သားမိသားစုဝင်များလက်နက်ချအလင်းဝင်လာသူများရှိတယ်လို့ဖမ်းဆီးရမိတဲ့သူတွေလည်းရှိကြောင်းနဲ့အရေးအတွက်ကတော့အတိအကျမသိရသေးဘူးလို့ပြောပါတယ်။ အန်ယူသိမ့်တိုက်ပွဲနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုသိမ့်ပိုင်နိုင်ရန်အရခတ်တပ်တော် AA ဟာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့မကွေးစကိုင်းပဲခူး AAWD စတဲ့ဒေသများကနေပိတ်ဆို့တားဆီးကတိုက်ခိုက်နေကြောင်းနဲ့ရခိုင်ရိုးမတောင်ကိုစစ်ကောင်စီတပ်သားများလုံးဝကြော်ခွင့်မပေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့တပ်မ33ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်းစီတပ်သား5ဦးသေဆုံးပြီးစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ပြည်သူတအုပ်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ6ရက်နေ့မွန်လွယ်ပိုင်းမှာအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များကမုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်းစီတပ်သား5ဦးသေဆုံးပြီး10ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိ gõ တော်လိုင်းတက်ဖွဲ့များအထိကိုင်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမုံရွာမန္တလေးလမ်းပိုင်းမှာရှိတဲ့ခရီးသွားပြည်သူများကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ကြောင့်ပြည်သူတအူးလက်နက်ကြီးကြီးစားထိမှန်ပြီးတော့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။သခိုင်းမျိုးတပ်မ33ကနေထွက်လာတဲ့စစ်ခွေးရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်တာပါမုံရွာမန္တလေးလမ်းပိုင်းမှာပါစစ်ခွေး9កောင်တေးတယ်ဒဏ်ရာရတာက10កောင်လောက်ရှိတယ်စစ်ခွေးတွေကမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအထိနာသွားတော့ခရီးသွားပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ ရန်တံပစ်ခတ်လို့ပြည်သူတအုပ်ကြည်စားထိမှန်ပြီးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံဗိုလ်မဲမောင်ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့အာလာဝကတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူများကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးရာမှာပူးပေါင်းပါဝင်နေတဲ့ယာအိမ်မှုအေးထုံးကိုပြစ်ခတ်တိုက်ခိုက်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမလာ၈ရက်နေ့မနေ့အစောပိုင်းတနအိ40မိနစ်ခန့်မှာတဲကုန်းမြို့နယ်ရွယ်ကောက်ရွာယာအိမ်မှုအေးထုံးကို တဲကုန်းမြို့နယ်ပကဖနဲ့ပေါန့်တယ်မြို့နယ်ပကဖတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါဗျ။တေဆုံသွားတဲ့ယာအိမ်မှုအေးထွန်းဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တက်ကြွစွာပူးပေါင်းပြီးတော့မမှန်သတင်းပေးတိုင်ကြားခြင်း ်ပြည်သူများကိုမတရားဖမ်းဆီးနှိပ်စက်ခြင်းတော်လိုင်းရဲဘော်များကိုစောင့်ကြည့်ဖမ်းဆီးခြင်းအထမစစ်သားစုဆောင်ရေးကိုအကြောင်းပြပြီးတော့မတရားငွေကြေးများတောင်းယူခြင်း၎င်းနဲ့အဆင်မပြေတဲ့သူများကိုအကြမ်းဖက်စစ်တပ်အလို့ကြားစစ်မှုထမ်းအဖြစ်နဲ့အထမဖမ်းဆီးခံခြင်းများကိုလှုံ့ဆော်နေပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ယာအိမ်မှုအေးထုံးကစစ်ခွေးရဲခွေးတွေနဲ့တတ်ကြွစွာပူးပေါင်းပြီးတော့သူ့ရဲ့ကိုကြိုးအတွက်ပြည်သူလူထုအပေါ်မှာနှီးမျိုးစုံနဲ့မတရားမှုတွေပြုလုပ်နေတဲ့သူပါ ပြည်သူတွေသတင်းပေးတိုင်ကြားချက်တွေကိုလည်းလက်ခံရရှိခဲ့ပါတယ်ကျွန်တော်တို့အချိန်ယူစောင့်ကြည့်ပြီးစုံစမ်းစစ်ဆေးချက်များအရာတိုင်ကြားချက်များမှန်ကန်တဲ့အတွက်သူ့ကိုချက်ချင်းရပ်တန့်ဖို့တတိပေးခဲ့ပါတယ်အဲ့ဒါကိုလိုက်နာခြင်းမရှိဘဲနဲ့ဆက်လက်ပြီးကျူးလွန်နေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့တဲကုံမြို့နယ်ပကဖတာဝန်ခံကပြောဆိုထားပါတယ်တဲကုံမြို့နယ်ပြည်သူများကိုအကြမ်းဖက်ဆက်တဲ့အလို့ကြောင့်မတရားဖိနှိပ်အုပ်ချုပ်ခြင်း ရက်ွက်တဲ့ခြေရွာများအတွင်မှာခရီးသွားပြည်သူများကိုစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲခြင်းမတရားဖမ်းဆီးငွေညှဉ်းချင်းစတဲ့လောက်ရက်များနဲ့ပြည်သူတော်လှန်ရေးကိုနှောက်ယှက်တားဆီးလျက်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်းစစ်ကောင်စီတပ်သားများအပါအဝင်ပြူစောထီးနဲ့အုပ်ချုပ်ရေးမှူးများကိုအပြစ်ပေးရန် ်အများအားစောင့်ကြည့်လျက်ရှိတဲ့အတွက်ကြောင့်မတရားစစ်မှုထမ်းစုဆောင်ခြင်းငွေကြေးတောင်းခံခြင်းအကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မြည်သည်နီးလန်းနဲ့မဆိုးပြည်သူလူထုကိုဒုက္ခပေးခြင်းများလုံးဝလုံးဝမပြုတ်လို့ရန်တဲကုံမြို့နယ်ပတ်ခပအဖွဲ့ကသတိပေးပြောဆိုထားကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းအုတ်တွင်းမြို့နယ်မြို့စိုးတရာစစ်တပ် gate ကို drone နဲ့ပုံကျဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ9ရက်နေ့မှာအုတ်ဖုံမြို့နယ်မြို့စိုးတရာပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေး gate ကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ပုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရတယ်။၎င်းတိုက်ခတ်မှုကိုအုတ်တွင်းမြို့နယ်ပကဖ drone အဖွဲ့နဲ့ တိုက်ရင်3939နဲ့ Delta 1 Drone Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNU ဖာပွန်ခရိုင်မူထရခရိုင်အတွင်းမှာရှိတဲ့ဖာပွန်စစ်ကောင်စီရဲ့ဗျူဟာစခန်းမကြစီရေးအတွားစစ်ကောင်စီတပ်များကအပြင်းထန်ကာကွယ်နေပြီးတော့ drone ရန်ကာကွယ်ရေးစနစ်ကိုလည်းအစစ်မြင့်တင်ထားကလေရင်တွေနဲ့ထောက်ပို့ပေးနေတာတွေကိုလည်းလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တော်လိုင်းတပ်ဖွဲ့များဘက်က drone များဝင်ရောက်လို့မရနိုင်အောင်စစ်ကောင်စီဘက်ကအရင်ကထက်ပိုပြီးတော့ကောင်းတယ် ဒရုန်းရန်ကာကွယ်ရေးကိုနိုဘယ်မာလကစတင်ပြီးတော့အဆင့်တုံးမြင့်ထားတယ်လို့ဖာပေါ်မှာစီရေးလှုပ်ရှားနေတဲ့ KNL တပ်မှုကပြောဆိုထားပါတယ်ဒရုန်းတွေကိုနိုဘယ်မာလကစပြီးတော့စစ်ကောင်စီဘက်ကဂျန်မာနဲ့ထိမ့်ချုပ်ထားလို့လုံးဝကိုဝင်လို့မရတဲ့အခြေအနေမှာဖြစ်နေပါတယ်ဒရုန်းလွတ်တာနဲ့ပြန်လှည့်လာရတဲ့အနေအထားမှာရှိနေတယ်လို့အဲ့ဒီတပ်မှုကပြောပြထားပါတယ်ဒါအပြင်ဖာပေါ်စစ်ကောင်စီရဲ့ဗျူဟာဂုံးစခန်းအတွက်စစ်ကောင်စီဘက်ကလေရင်နဲ့ထောက်ပို့တွေလှုပ်ဆောင်နေပြီးလေရင်အကြီးနဲ့မကြမကြား ပစ္စည်းထုတ်တွေကိုလာရောက်ချပေးနေတယ်လို့သူကပြောပါတယ်လေးရင်တစ်ခါလာရင်10ကြိမ်လောက်ပတ်ပြီးတော့ချပေးပြီးတစ်ခါချပေးရင်လည်းအထုပ်6ထုပ်8ထုပ်လောက်ရှိတယ်လို့သူကပြောဆိုထားပါတယ်လွန်ခဲ့တဲ့4ရက်လောက်ကမှလာသေးတယ်တစည်းပဲလာတယ်လေးရင်ပုံစံကချက်လေးရင်လိုပဲဒါပေမဲ့ကိုယ်တွေကတော့တအားကြီးတယ်လို့အဲ့ဒီတမှုကပြောပါတယ်ဖာပွန်ဘျူဟာမှာရှိတဲ့စစ်ကောင်စီတပ်သားများဟာစစ်ရေးလှုပ်ရှားမှုများရှိလာပြီးတော့ဗဟိုကင်းနေရာတစ်ခုကိုလည်းမကြသေးမီကတည်းက စစ်ကောင်စီတပ်ဘက်ကအနည်းငယ်ပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။စစ်ကြောင်းထိုးစစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့အများဟာ KNL ပူးပေါင်းတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်အထိနာကကတိုင်တိဘက်ကိုတက်ပြန်ဆုတ်ခဲ့ရတာတွေလည်းရှိတယ်လို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းများဟာ BGF ဗတ်တစိတ်များကိုဝစ်စင်တာများပြီးတော့ခွဲခြားရခတ်တယ်လို့သူကပြောပါတယ်။ဖာပွန်ဗျူဟာကမနက်ပိုင်းနဲ့ညပိုင်းတွေမှာလက်နက်ကြီးတွေနဲ့နေ့စဉ်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်နေပြီးတော့နေကင်းဘက်မှာတော့ပစ်ခတ်မှုနည်းတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းညောင်လေးပင်ခရိုင်မှာအကြမ်းဖက်စစ်တပ်ကခြေပါများကိုလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်ဗုံးကျဲပြီးတော့မြေပြင်ကနေလည်းစစ်ကြောင်းထုံးနေတဲ့အတွက် KNL တပ်ဖွဲ့များနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးခြေရွာ၄ရွာကထောင်နဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာ9ရက်နေမှာမူးမြို့နယ်အုံးပင်စုခြေရွာမှာနေရာယူထားတဲ့အကြမ်းဖက်စစ်တပ်က ထရနီကုန်းကြီးရွာကိုလက်နက်ကြီး၃လုံး၊ရေလဲဗမာကြီးရွာကိုလက်နက်ကြီး၃လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီဇမလ6ရက်နေ့မှာလည်းမယန်းစိန်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီး၃လုံးနဲ့ထပ်မံပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာရေလဲဗမာကြီးရွာမှာလာရောက်ခိုးလုံနေတဲ့အုတ်ရှိကုန်းကြီးရွာသားအသက်38နှစ်အရွယ်စောနေတာလိုလက်နက်ကြီးကြီးစားထိမှန်ပြီးတော့ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။စောထိမြို့နယ်မှာလည်းဒီဇမလ9ရက်6ရက်9ရက်နဲ့10ရက်နေ့တို့မှာ တော်ဝိကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တရောလူစခန်းခလိုက်ရ59နဲ့ပိန်းစလုတ်အခြေစိုက်ခလိုက်ရ264တရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကဂွေးကုန်းကျေးရွာကစင်းမင်ဗုဒ္ဓဘာသာဖုန်ကြီးကျောင်းဝင်းနဲ့ပြင်ရည်ကြီးကျေးရွာတို့ကို ဒရုန်းများလက်နက်ကြီးများနဲ့ပစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီဇင်ဘာလ9ရက်နေ့မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းဟာလက်နက်ကြီးများဒရုန်းများနဲ့ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်ကြေးရွာများကိုစစ်ကြောင်းထုံးဝင်ရောက်လာတဲ့အတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တိုက်ရင်ခေါ်လက်အောက်မှာရှိတဲ့တပ်ဖွဲ့များနဲ့ရေပြူကန်ကြေးရွာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းထုံးဝင်ရောက်လာတဲ့အတော့ကြောင့်ချုံအင်းကြေးရွာ၊ဂွေးကုန်းကြေးရွာ၊ကောက်မဲ့သူကြေးရွာနဲ့ရေပြူကန်ကြေးရွာကဒေသခံပြည်သူအယောက်2000ကျော်ဟာ ဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ